စစ်တီစစ်သားမိသားစုတွေပေါ့နော်သူတို့ကကျွန်တော်ရဲ့စင်နာတောင်နားလေတယ်အဲ့တော့ကျော်စိုးဟုကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလင်ကပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလုံလာမယ်ဆိုရင်တော့ကျော်စိုးဟုကပြင်ဦးလင်ကနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်တင်တယ်ပြီးမပုတူလည်းပြိုင်မယ်အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မလို့အနေထားတစ်ခုတယ်ပေါ့နော်ဒီ ဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုဟာလေးတွေရှိတယ်ဒီရွေးကောက်ခွင့်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရင်ရေးကြည့်ရလေးတွေရှိရပေါ့နော်ကြောင်တော့ကျွန်တော်၁၀နှစ်လောက်တင်မှာပဲကျွန်တော်တင်မှရမယ်ပဲကျွန်တော်ပြန်မရှာချင်ဘူးမပြည့်ပြောင်းလို့ပါကျွန်တော်ကတော့တော်တော်လေးမဝင်ဘူးကျွန်တော်ကအပြင်ကနေဝင်မယ်ကောတော်တော်လေးမှာစောက်ပေါက်ကြရည်လို့ကျွန်တော်လည်းပြောမှာ ဟိုကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်လေးကောင်လေးအော်လေးကောင်ဆိုတော့ကျွန်တော်တွတ်တော်လေးဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လက်ကလေးယူပြီးတော့ကျွန်တော်မအော်ရဲမပြောရဲဖြစ်မှာကြောက်လို့ကျွန်တော်ကဘလူပေးလာကန်းလာမှလည်းမစားဘူးအော်လို့လေမပြောတွတ်တော်လေးမှလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံရမှာအဲဇော်ဘွေးအဲဟွာ လွတ်တော်တွေမှာဟိုဖြစ်တဲ့အောင်ပဲဆွေးနွေးပါလို့ဘာလို့ဖြစ်တော့ပါလိမ့်ဒီမလားအဲ့တော့ကျွန်တော်ကလွတ်တော်တွေမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်တွေဝင်လို့မရဘူးသိရမလားဟိုအဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြင်းကြီးဝုံးမယ်ကောင်အပြင်းကြီးရောက်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကလွတ်တော်တွေရောက်ခါကျမှလီးစောက်ချိုးချိုးလာလားလို့ကျွန်တော်ပြောမှာမပုတုလည်း မဘူးတို့တို့တို့နဲ့နေတို့တို့ဝင်တော့ငါတို့တို့တွေဝင်ကတော့ငါတို့တွေအားလုံးဝင်ရခဲ့ရတာတို့တို့တွေရောက်ရင်ငါတို့နေစေကြီးကောင်လို့ပြန်စေကြီးကောင်လို့ပြည်သူတွေလူလူတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာသောချိုးချိုးရတော့မတလာမလေးဒေကြီးကောင်မလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်းဟောမကျော်စိုးနဲ့ပုတုမကိုပေးဖို့ပေးရမှာချားပလေးဒီတော့ကျော်စိုးဝတ်တက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုတုမ29နှစ်30ပေါ့လွတ်တော်တွေဝင်မဲ့ချိန်မှာကျော်စိုးဝတ်တက်35နှစ်ကျော်ကျော်နဲ့ပုတုမတက်က30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်တွေရောက်သွားတာလေ အဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချင်းမချမ်းနဲ့မကျွေးမချမ်းနဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူထုတွေကောင်းပါပဲအကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူပြင်းဦးလေးကလည်းပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ရိုသေတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတယ်အတက်ကသူလည်းပြိုင်လို့လေစင်ကြီးကနောင်တို့ဘာလို့ဘက်ကလည်းသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောက်တော်လေးလည်းဘယ်ကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူကသူပြိုင်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 ကျွန်တော်တို့ကအားပေးရမှာဝင်ရမှာကျွန်တော်တို့တာဝန်ပဲ ဟုတ်တယ်သူအဲ့မှာတွတ်တော်လေးမှရောက်သွားမှဒီလိုလူတွေတွတ်တော်လေးကိုရောက်မယ်တွတ်တော်လေးကိုရောက်မှာပေါ့နော်ဒီလိုလူတွေတွတ်တော်လေးကိုရောက်မှာတို့တို့တိုင်းရိုက်တရားဝင်တွတ်တော်လေးကနေပြီးတော့မှနိုင်ငံကြီးတွေကိုတို့ကတင်ပြခွင့်ရှိမှာလေနောက်ဆိုလို့ရှိရင်တို့တို့တင်ပြခြင်းတဲ့အရာတွေကိုတဆင့်ခံတဆင့်ခံပြီးတော့တင်ပြနေအောင်မယ်အခုဆိုရင်ပါလေဗိုလ်ချုပ်စုံမင်းထွန်းလားဗိုလ်ချုပ်စုံမင်းထွန်းတို့ဆိုတာရန်ကြောင်းသားတွေပေါ့ဗိုလ်ချုပ်စုံမင်းထွန်းကရန်ကြောင်းတွင်းကုန်းသားလားမသိဘူးသူမိမလက်မှတ်ကုန်းတူလားမသိဘူးလက်မှတ်ကုန်းတူသူမိမနာမည်မတင်သိအောင်လားဘာလားမသိပါဘူးကျွန်တော်နဲ့အောင်ကျောင်းနေပဲဖြစ်တော့လေကျွန်တော်က ဟိုအတက်ကနေအရင်အကြောင်းမှာကျွန်တော်နေခဲ့တာဟိုတန်ငန်ကုန်းမှာကျွန်တော်ကဥကိုလေးရှိမှာကျွန်တော်ကချင်းလုံးပညာအပညာရေးနှုတ်ဆုတ်ခဲ့တာပေါ့နော်အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့လည်းကျွန်တော်နဲ့အဲ့တော့ဟိုပြောချင်တာဒီလိုဗျာလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်နဲ့ရွေးချယ်ထားရတော့မယ်ဘာလို့လဲဆိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ွယ်ကိုမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာ ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျော်စိုးဦးနဲ့မပူတူတို့ကလွတ်တော်အမတ်တွေလုပ်ကြမယ်လို့အဖသားအာကြီးပြောပြလာတဲ့ရုပ်တံနဲ့အတူနန်းစီတီအန်ဝန်ထမ်းများတော်လှန်ရေးတပ်များဤဖမ်းဆီးမှုမခံရစေရည်တတိပြုရန်စစ်ကောင်စီကညွှန်ကြားမှုများဆက်တိုက်လုပ်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်နေပြည်တော်အပါဝင်နိုင်ငံတော်ဝန်လုံးမှ နန်စီဒီအန်ဝန်ထမ်းများအနေဖြင့်တော်လိုင်းရေးတပ်များ၏ဖမ်းဆီးမှုမခံရစေရေးတတိပြုကြရန်စစ်ကောင်စီကညွှန်ကြားမှုများဆက်တိုက်လုပ်နေကြောင်းနေပြည်တော်ဝန်ထမ်းတရင်းရင်မြစ်ကပြောဆိုသည့်အကြံဖက်စစ်ကောင်စီကဇန်နဝါရီလအတွင်းလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီးရင်းစည်းဝေးတွင်ဝန်ထမ်းများအနေဖြင့်တော်လိုင်းရေးတပ်ဖွဲ့များ၏ဖမ်းဆီးမှုမခံရစေရေးစင်ဆက်မပြတ်အသိပညာပေးရန်ဆောင်ရန်နှင့်ရှောင်ရန်များကိုတောက်ရှောက်ညွှန်ကြားရန်အမိန့်ထုတ်လာခြင်းဖြစ်သည် စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနများအနေဖြင့်မိမိတို့၏ဝန်ထမ်းများကိုတော်လှန်ရေးအဖွဲ့များကဖမ်းဆီးခေါ်သွားခြင်းပြန်လည်လွတ်မြောက်လာခြင်းအပါအဝင်ထူးခြားဖြစ်စဉ်များကိုအချိန်နှင့်တပြေးညီတရင်ပို့ရန်ကိုလည်းဌာနဆိုင်ရာများအားလုံးတို့စစ်ကောင်စီကညွှန်ကြားချက်ထုတ်ပြန်သည်လက်တလောစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများမှာတော်လှန်ရေးတပ်များ၏ဖမ်းဆီးမှုများကိုစက်တိုက်ခံနေရပြီးရင်းတို့ဖမ်းဆီးခံရမှုများအတွက်ဌာနဆိုင်ရာဝန်ထမ်းကြီးကဲများကိုစစ်ကောင်စီကအရေးယူမှုများစက်တိုက်လုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည် ကျွန်တော်ယုံနေပေါ့နော်ဇောကုန်းကြီးဆိုတဲ့သူကတဲ့ဘာထားလဲတဲ့အနော်ထားတော့မဟုတ်တာလေတေချာလေအဲ့ဒါတွေအောက်လုံးသုံးပြီဘာလို့လဲဆိုတော့လူဆိုတာကဘာထားလဲလို့အနော်ယထာလို့ဘာလို့ဆိုတာဒါအောက်လုံးသုံးပြီဒါပူးတက်ပြီပေါ့ဗျာဒါကျွန်တော်တို့ညီကောင်မောင်နှမတွေကိုသိစေချင်တာဘုံကြီးတစီလိုလိုတီလာရှင်လိုလိုနဲတဲ့အဲသူကလာတယ်ငါဘာပဲပြောပြောတဲ့ငါကမထီရေးဘူးတဲ့ကျွန်တော်မထီရအောင်ကျွန်တော်ကဘာကောင်းမလို့လဲကျွန်တော်ဘာကောင်းမှမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်စွတ်ထင်ကြီးနေနေတယ် ကျွန်တော်မားလာရှိဖမ်းမှာအစိုးရနော်ဒါပေမဲ့မဖမ်းတဲ့အကြောင်းတရားတွေကဘာလဲဒီလားနိုင်ငံရေးဆိုတာအဲ့ဒါကိုခေါ်တယ်စော်ဘုံအင်းကိုလွတ်ထားလို့ရှိရင်တိုင်းပြည်ရဲ့ဝန်ထမ်းအခြေအနေ PDF အခြေအနေအကြံပေးတဲ့နိုင်ငံတောင်းကျမ်းသူတဘုံရဲ့အခြေအနေအဲနောက်တော့အခြေခံစားတော့ကုန်ပြည်သူလူထုတွေရဲ့လက်ရှိခက်ခဲနေတဲ့အခြေအနေတွေကိုသိရမယ်စော်ဘုံအင်းကိုလွတ်ထားလိုက်စော်ဘုံအင်းမဖမ်းနဲ့စော်ဘုံအင်းကဘာကြောင့်မှမဟုတ်ဘူးသူ့မဖမ်းနဲ့ဆိုတာက သူ့ရှိရနေပြီးတော့မှနိုင်ငံရေးအမြင်အတိတ်တွေအတွေးတွေအကြားတွေလူကြီးတွေမရှိမှစီရေးအမြင်တွေရနေတယ်ဒီကလေးကသူ့ကိုမအားနိုင်ငံတော်ကဓာတ်သာပြီးပြီးခိုင်းရတာမဟုတ်ဘဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့သူအမုန်းကံပြီးသူပြောနေတာအဲ့တော့ဒီကလေးကိုခံနေဒီကလေးပြောနေပါလိမ့်မယ်ဒီကလေးကိုချစ်တာပဲပြုလို့ကျွန်တော်အခုနိုင်ငံရေးလူပါကတော့ဒီလားရှင်လူတွေကငါဘာပြောပြောငါ့ကိုမတည်ရပါဘူးဆိုတဲ့အချိုးမျိုးနေတယ်ကျွန်တော်ကတော့ဘာမှမဟုတ်ဘူးခဏရေးစဉ်းစားကြရတယ်ကျွန်တော်အောင်ကြည့်လို့မရဘူး ်ရေရှည်လို့မဟုတ်ဘူးဦးလိုမင်းရဲ့သားဦးလိုမင်းရဲ့မိအင်းလိုလည်းမဟုတ်ဘူးကျွန်တော်ဘာမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဟုတ်တာတခုလို့ရှိတယ်ကျွန်တော်ကြောင်းနေတာကဘာကံလို့ကြည့်ဦးဘူကြီးကိုလေးပြုတ်ဘူကြီးရောက်ရှိတဲ့ဘုံမှာပြနေတဲ့တိရစ္ဆာန်တွေမှာဘူကြီးကိုလေးပြုတ်အဲ့ဒါလိုရှိတယ်အဲ့ဒါလေးတော့ရှိတယ်အဲ့ဒါလေးတော့ဘိုးကြီးကိုလေးပြုဆိုတာသွားသွားမေးကြည့်လိုက်တော့သွားသွားဘာကကြုတ်ကြီးတည်တယ်အာဒီကောင်ချောင်းနဲ့သားတော့ငါ့ကိုလေးပြုလာတာအဲဥကြုံကလည်းဒေါတင်ကြီးရဲ့သားဆိုတာအဲသူကတည်တယ်သူကတကယ်အဲ့တစ်ချက်တော့ရှိတယ်အဲ့တစ်ပေါက်တော့ရှိတယ်နော်အဲ့တော့ဒါတော့ ဟုတ်တယ်လို့ဆိုတာပက်ပလေးအေရီယာမှာဘာမှပြောရမှာမလို့ဘူးလေဗျ။အဲ့တော့ခင်ဗျားတို့ရေးတာအောက်လုံးနေဆန်လုံးနေအချိုးမျိုးနဲ့လာမလုံးနဲ့ကိုကိုဘဝင်နေတိတ်မမြင့်နေတဲ့အယူမို့လွတ်ထားတာတဲ့။ဟောအယူမို့လွတ်ထားတယ်ဆိုရင်ခင်ဗျားတို့မရေးနဲ့လေကျွန်တော်မဟုတ်လား။ကျွန်တော်အယူဆိုရင်သူတို့ကသူဆုံးပြမှာပေါ့ကျွန်တော်အယူတောင်ပို့မှာပေါ့ဟုတ်တယ်မလားဘာလို့ခင်ဗျားတို့ကအဲ့ဒီစာရီရေးနေရလဲတိုင်းမှုကတဲ့အရက်တောင်နေတယ်ပြောရအောင်မင်းကမန္တလေးတောင်ရောက်ဘူးရဲ့လားတဲ့ဟောမန္တလေးအရှေ့မြောက်တောင်အရှေ့မြောက်တောင်မှာကျုံအတွင်းနေရအရှေ့မြောက်တောင်ဆိုင်မှာမန္တလေးကိုရောက်တာအဲ့ဆိုင်မှာပဲဘီယာတော့တော့တောက်တယ် တခါလေကြာရင်တိုင်းမူးနေတော့တွေ့သေးရဲ့ဗျာ။နော်တိုင်းမူးကအသားဖြူဖြူနဲ့အရက်မြင့်မြင့်နဲ့တလားမျက်မှန်တွေပိုင်းမတက်ဘူးတိုင်းမူးတိုင်းမူးအခုလက်ရှိလဘခတိုင်းမူးကလေအရက်ကလည်းမြင့်မြင့်ကြီးအရက်လည်းမြင့်နေအသားလည်းခွေးနေရပဲတိုင်းမူးကနော်အဲ့တော့တိုင်းမူးကလည်းရက်တောက်နေပြောအောင်မင်းကမန္တလေးတောင်ရောက်ဘူးလို့လားပြီးတော့လည်းနေကင်းကြောင်တောင်ကြီးအရက်တောက်ရအောင် မတော်အရာကြီးတယ်မှာအဲ့လိုလူမျိုးတွေမရှိဘူးกว่าဟာထွက်ရထဲတာဟုတ်တယ်ကျွန်တော်လည်းဘာတွေပြောမိလို့လဲဗျာတဲ့မင်းအပေါက်ကလည်းလက်တွေလုံနေတဲ့သူတွေကိုပြည်သူအထင်မှောင်းကိုလူသူ့ဘက်သားလို့လုံနေတယ်လို့ပဲမြင်တယ်တဲ့ဟမ်ဘယ်လောက်ဒီကျွန်တော်ကိုထောင်ကြစီခြင်းလဲနော်လက်ရှိတိုင်းမှုကလည်းတစ်ချိန်လုံးစစ်စီရေးကိစ္စတွေပဲလုံနေတာတဲ့တိုင်းမှုကိုမန္တလေးဘေးပွဲလန်းတပင်းနေမှာတွေ့ဘူးလေတဲ့ငါတွေ့ဘူးတယ်လို့ငါတိုင်းမှုကအရေးရှိရှိတဲ့အသားဖြူဖြူနဲ့ နော်အဲ့တော့တိုင်းဘူးကမန်လေးဘေပွဲထဲမှာတွေ့ဘူးတဲ့တနေကုန်နဲ့တောင်ဝင်ရှုသူတွေအကုန်လုံးနဲ့စစ်စင်ရေးခန်းမတွေမှာခေါင်းချင်းဆိုင်ပြီးအလုံးလုံးနေကြတာတဲ့ခမင်းစားဖို့မင်းနေတဲ့ရက်တွေတောင်ရှိတယ်တဲ့အေးဟုတ်ပါတယ်အဲ့ဒါနဲ့ငါလည်းသိပါတယ်โซโบยကိုပြောချင်တာကလည်းအထင်တလုံးနဲ့လေပန်းတန်းစီပြီးပြောနေလေတဲ့လက်တွေ့ကြကြလှုပ်နေတဲ့ငါတို့စစ်သားတွေဘုရားကိုမြင်အောင်ကြည်ဟုတ်ပြီလားတဲ့ချက်ဆိုးရင်ချက်ဆိုးလာရင်ထပ်ပြင်မယ်တဲ့နော်အဲ့တော့အဲ့လိုလော်ဘီကဘယ်လိုလူမျိုးတွေလဲတိလားဖားလာလေကြည်ဖားကွာတိလားโซโบยကဟဲ့အောင်ဟေး ဖရားဝင် public area မှာစောက်ခွက်တင်ပြီးတော့ပြောတာဟုတ်လားမင်းတိုင်းဘူးလောက်ကမဟုတ်ဘူးငါအဘကကြိုကြီးလဲငါပြောတာလေအဘတူကြိုကြီးဦးဆိုမင်းဘာအခုညကိုကြီးဦးကျော်စွာလင်းအခုပြည်ရေးဝန်ကြီးဦးထွန်းထွန်းအောင်ဥပမာတကူဟိုအပေါ်မပြောတဲ့အဘဘိုးချုပ်ကြီးဘိုးချုပ်ကြီးညိုစောငါတို့ကတိုင်းပြည်အတွက်လှုပ်လှုပ်တာလေဟုတ်တယ်မလားမင်းကလည်းတိုင်းမှုဆိုတာကမင်းတို့ပြောလိုက်တဲ့ဥစ္စာတွေကလေ မင်းပြောတဲ့မင်းကြီးတဲ့ဥစ္စာမင်းကြီးတဲ့လူကမင်းဘာလို့ comment တွေပိတ်ထားတာတော့ဘာလို့ comment တွေပိတ်ထားတာတော့ဖွင့်ရေးလိုက်ဒီကွာဖွင့်ရေးကြည့်လိုက်ပါလားငါယုတ်ကြီးကိုတင်အောင်မငါယုတ်ကြီးကိုတော့မှ public မှာမင်းကတင်ပြီးတော့အဲ့လိုပြောရေးသေးတာကွာသူများယုတ်ကိုကြတော့တင်ပြီးတော့မှပြောရေးသေးတယ်ကိုစောက်ခွက်ကြတော့မှ comment တော့မှရေးခွင့်မပေးဘူးဟမ်အမကေတီတဲ့ဘာကောင်လေးမှလည်းမသိဘူးအဲ့တဲ့ဆိုလိုက်ထက်တယ်မင်းတင်လေး လူကလူချင်းလူချင်းဝင်လူစီကံအရာတင်ရတယ်ပွဲမချနဲ့နော်ဇဘွင်းကအဲ့ဒီတိုင်းမှုတွေတမင်တလို့လည်းမစားဘူးသူတိုင်းမှုပေးတဲ့ဖက်ဆက်တစ်ချက်လည်းမယူဘူးတိုင်းမှုဆိုတာလည်းတကယ်တမ်းပြောရင်ငါအမြဲတမ်းပြောနေတယ်အဲ့တိုင်းမှုနဲ့ငါနဲ့မြန်မာနိုင်ငံလုံးပတ်သွားမလားလို့မြန်မာနိုင်ငံမှာဥမေအွန်လိုင်းနဲ့ဥဆိုးဝင်းကိုလူတိုင်းသိတယ်ဘိုးချုပ်မူကြီးဥမေအွန်လိုင်းနဲ့ဒူးချုပ်ကြီးဥဆိုးဝင်းကိုလူတိုင်းသိတယ်မင်းတို့တိုင်းမှုကိုလူတိုင်းမသိဘူးနော်ဇော်ဘွင်းကိုလူတိုင်းသိတယ်သိလား ဖင်မယားနဲ့ငါလည်းဘာမှမပြောပြပါဘူးအဲ့ဒါဘာဖြစ်ပြီးတော့ဘယ်လိုလူမျိုးကလာရေးတာလဲကျွန်တော်လည်းမသိဘူးသူကြည့်တော့လေကွန်မန့်ပိတ်ထားတယ်ကိုတက်တယ် subscribe က136တက်တမှာ 4K တယ်ဩလို့မင်းတို့ငါကြည့်ရတဲ့လားမင်းတို့မနာလိုမှုကစော်ဘုံရင်ကိုမင်းတို့ဖမ်းခိုင်းလိုက်လေဘာဖြစ်လို့စော်ဘုံရင်ဘာနဲ့ဖမ်းမှာလဲစော်ဘုံရင်မဖမ်းနဲ့ဟို PDF တွေဟိုမှာစကိုင်းမှာဘယ်လိုဟိုဘက်စကိုင်းတရားကြော်သွားနေဟိုဘက်လက်မှာ PDF တွေရှိတယ်အခု စီရီယံလောက်ပါဆိုပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှเนาะအမှုပညာတဲ့တွေပြည်ပြည်ဦးတို့လူမင်းတို့ခိုင်သိန်းကြီးတို့တမုံမြင့်တို့အဲအင်နာကျော်စင်တို့အရင်ဖန်ကောက်အရင်ဖန်တဲ့ငါတိုင်းပြည်ဖက်တဲ့မှာငါမပါဘူးငါမပါဘူးเนาะငါမပါဘူးငါတိုင်းပြည်ဖက်တဲ့မှာမောင်ငါ့ကိုအာဇော်ပွဲရဲ့ဗာပြည်ရဲ့ညာတဲ့မိသားတာတွေကွာတကယ်ကြီးကြကောင်းတယ်ဇော်ပွဲရဲ့အနော်ရထာလားတဲ့အောက်လုံးနေမသုံးနဲ့เนาะအနော်ရထာမဟုတ်ဘူးမင်းဟိုဗာလဲဝင်စားတာဗာလဲဟိုမှဟိုဟွန်းဆရာတော်ဘုရားကြီး တင်းကူဆရာတော်ဘုရားကြီးလားဝင်စားတာလေတင်းကူဆရာတော်ဘုရားကြီးဝင်စားခဲ့တယ်အနော်ဒါပေးအဲ့အရာငါ့ကိုလာမပြောနဲ့လက်ရှိကိုပဲပြောမင်းတို့အောင်လုံးမတုံးနဲ့ငါ့ကိုမထီရဲဘူးဆိုတဲ့ချုံမင်းနဲ့ငါတမတာသားလည်းမဟုတ်ဘူးငါဘုရားတက်မတော်ကအရာကဘူလောက်အဆင်မရှိတာနော်အဲ့လိုအောင်လုံးလေးတုံးလေဆိုလို့ရှိရင်မင်းတို့အတိုင်းပြူချစ်တဲ့ကောင်နဲ့မဟုတ်ဘူးမင်းတို့အောက်တန်းစားရတယ်နော်အောက်တန်းစားရတယ်နော်ရှင်းလားမင်းတို့အောက်တန်းစားအရေးကြီးအောက်တန်းစားအတွေ့အကြုံတွေမတွေ့နဲ့ငါမနေ့ကပြောသွားတဲ့ပုံကိုမင်းတို့ယူပြီးတင်ထားတာဒီမှာ အခုလည်းမင်းတို့ငါ లైవ్ ကိုကြည့်နေမှာပဲလေငါအဲ့ဒါကြောင့်မလို့မင်းတို့ပြောတာအဲမင်းတို့မြန်မာပြည်မှာဘာဖြစ်နေလဲဆိုတော့ကိုကိုတိုင်းလည်းထုံထုံပေါက်ပေါက်တိုင်းပြည်အကျိုးမတည်ဘူးလားလို့တက်မလို့ရဲ့အကျိုးကိုလေပေါ်ပေါ်တည်မင်းတို့လူတွေတယောင်လူလားမင်းတို့လူလေအလူကိုတော်တော်လေးမပြောရဲဘူးဆိုရင်မင်းတို့ခိုးချောင်ခိုးတခိုးချင်းတခိုးချင်းနဲ့လူလေးကောင်းပြီ။ငါတို့ကတခိုးချင်းတခိုးချင်းနဲ့မလူဘူး။ငါတို့ကပေါ်တင်လူလား။ပေါ်တင်လူပြီးပေါ်တင်ပြောတာဘာကြောင့်လဲ။နာမည်လိုချင်လို့မဟုတ်ဘူး။တက်မတော်သားတွေကိုချစ်နေတဲ့ပြည်သူလူထုရှိတယ်ဆိုတာကို ပြသေးခြင်းလို့ငါလူတဲ့အလူတွေအများကြီးသိတယ်ငါမပြောတဲ့အရာတွေအများကြီးရှိတယ်သိလားမင်းတို့မှမသိတာမင်းတို့မင်းတို့လိုမျိုးအော်တန်းသားတွေဘယ်လိုလုပ်သိမှာတော့ငါ့ကိုလာတိုက်ခိုက်နေတာအမျိုးမျိုးတိုက်ခိုက်နေတာသွေးပြက်နေပြီဟုတ်လားယူလို့ကွာမင်းကလည်းဇော်ပွင့်ရမင်းတို့ဒီအင်းကြီးဒီဝစ်စားနေပဲဇူလာမူလီရရွှေဆိုင်ဓမင်းဆိုင်မှာတနေကုန်ထိုင်နေတာနော်တနေကုန်ထိုင်ပြီးတော့မှတောက်စားနေတာငါ့ဘိုင်ငါငါအေးစေးနေနေတာနော် ငါကမင်းတို့ကြောက်မယ်ဆိုလို့ရှိရင်ငါမိုင်းနောင်လို့အဲ့မှာကြေးသီးမိုင်းကင်လို့ငါမသွားဘူးမတ်တော်မတက်ဘူးရှင်းလားဇော်ဘုန်းကြီးတို့တတိရှိတယ်ဆိုရင်တတိရှိရှိထွက်ပြောကြည့်လိုက်ရှင်းပြောမလားလို့မင်းတို့တွေကရှောက်ပြီးဟိုပြောဒီပြောနေနဲ့ဘောပေါ့အားပေးနေတယ်ငါမောင်ကြီးလေကျေးဇူးတင်ပါတယ်အမအဲအဲ့တော့လူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်လည်းပဲပြီးတော့ကျွန်တော်တရားမှုတွေကျွန်တော်ရေပောက်ကူတော်ရေ အဲမပူတူရဲ့မီဒီယာမှာဆိုရင်တော့ကြိုဆိုးဦးပေါ့နော်ကြိုဆိုးဦးရဲ့အတိုက်ခံခံရတာအဲပြီးရင်တချို့တော့ဟိုနောင်တော်လေးတို့နောင်တော်လေးတို့ကတော့အဲလောက်တိမဟုတ်ပါဘူးနောင်တော်လေးတို့ကြိုဆိုးဦးတို့မပူတူတို့ကတစ်ချိန်ကျရင်လွတ်တော်လေးဝင်မဲ့လူတွေကျွန်တော်တို့ကဝင်ရင်ပြရမယ်ကြိုဆိုးဦးကပြင်ဦးလေးကနေပြိုင်မယ်ထင်တယ်တတိပုဂ္ဂလာနဲ့နော်တခါလဲကျွန်တော်တင်ကောင်းပေးတယ်ကြိုဆိုးဦးကကြိုဆိုးဦးကဇင်မင်းတက်ရောက်ပြီးအကိုရဲအေးညီလေးဇင်မင်းတက်ကအခုမှဒေါ်ဘုံချခံရတဲ့ကလေးဒီနေ့အခုကျွန်တော်နဲ့တဏီကုံမှာတဏီကုံအောင်ပြည့်တယ်ကျွန်တော်နဲ့အခု စားတော့ပြီးမှထန်းခွဲသွားတာနော်ဒေါ်ဘုံချခံရတဲ့ကလေးလေးကျွန်တော်ကဘယ်တော့မှတက်မလို့သားဘူးဘယ်တော့မှဥပိ္ပခါပြုမထားဘူးနော်အဲ့တော့ဟိုစစ်တီစစ်သားမိသားစုတွေပေါ့နော်သူတို့ကကျွန်တော်ရဲ့စင်နာတောင်းနားလေတယ်အဲ့တော့ကျော်စိုးဟုကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလင်ကပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလောက်လာမယ်ဆိုရင်တော့ ကျော်စိုးကပြင်ဟုတ်လင်ရနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်တင်တယ်ပြီးမပုတုလည်းပြိုင်မယ်အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မလို့အနေထားတစ်ခုတည်းပေါ့နော်ဒီဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုလေးတွေရှိတယ်ဒီရွေးကောက်ကူးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရန်ရေးကြီးရလေးတွေရှိတယ်ပေါ့နော်ကျောင်းတော့ကျွန်တော်7မိနစ်လောက်တင်းမှာပဲကျွန်တော်တင်မှရမယ်ဗျာကျွန်တော်ပြန်မရှာချင်ဘူးအဲကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့ တတိပုဂ္ဂလနဲ့သူတင်းဦးလာလေးပြိုင်တယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ယူသေးတမှုနဲ့ခေါ်တာကံမလေးက29နှစ်ပဲရှိတယ်အတက်ကသူလည်းပြိုင်လို့လေစေကြီးကနောင်တို့ဘာလို့ဘက်ကနေပြိုင်နိုင်မှာထင်တယ်အဲပြီးတော့လေးလေးတရားပြိုင်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့တပတ်တူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့အားပေးရမှာဝင်ရမှာအဲကျွန်တော်တို့တာဝန်ပဲအော်လေတော့အဲ့တော့မလွတ်တော်လေးမှာရောက်သွားမှဒီလိုလူတွေလွတ်တော်လေးကိုရောက်မှလွတ်တော်လေးကိုရောက်မှပေါ့နော်ဒီလိုလူတွေလွတ်တော်လေးကိုရောက်မှသူတို့ဓာတ်ရိုက်တရားဝင်လွတ်တော်လေးကနေပြီးတော့မှနိုင်ငံကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှလေး နို့ဆိုလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတစ်ဆင့်ခံတစ်ဆင့်ခံပြီးတော့တင်ပြနေအောင်မယ်အခုဆိုရင်ဘာလဲဗိုလ်ချုပ်စုံမင်းထွန်းလားဗိုလ်ချုပ်စုံမင်းထွန်းဆိုတာရင်းနှီးကြောင်းသားတွေပေါ့ဗိုလ်ချုပ်စုံမင်းထွန်းကရင်းနှီးကြောင်းတွင်းကုန်းသားလားမသိဘူးသူမိမလက်မှတ်ကုန်းတူလားမသိဘူးလက်မှတ်ကုန်းတူသူမိမနာမည်မတင်သိအောင်လားဘာလားမသိပါဘူးကျွန်တော်နဲ့အောင်ကြောင်းနေပတ်ပြီးဖြစ်လောက်တယ်ကျွန်တော်ကဟိုအထက်ကနေရင်းနှီးကြောင်းမှာကျွန်တော်ကနေခဲ့တာဟိုတန်ကန်ကုန်းမှာကျွန်တော်ကဥကိုလေးရှိမှာကျွန်တော်ကချင်းလုံးပညာအပညာရေးနုစုခဲ့တာပေါ့နော်အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့လည်းကျွန်တော်နဲ့အဲ့တော့ပြောနေတာဒီလိုလား လွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်မှာရွေးချယ်ထားတယ်။ဒါလို့လည်းကျွန်တော်တန်းတော်ကဘယ်လိုကြည့်ကြလဲ။ဘယ်လိုကြည့်ကြလဲ။ဘယ်လိုပြောလို့ဘယ်လိုပြောလို့ကျွန်တော်တို့လွတ်တော်တွေမဝင်ဘူး။ကျွန်တော်အပြင်ကနေဝင်မယ်ပေါ့။လွတ်တော်တွေမှာစောပေါက်ကြရည်လို့ကျွန်တော်လည်းပြောမှာ။ ်ကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်လေးကောင်လေးအော်လေးကောင်ဆိုတော့ကျွန်တော်လွတ်လွတ်လေးဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လက်ကတွေယူပြီးတော့ကျွန်တော်မအော်ရဲမပြောရဲဖြစ်မှာကြောက်လို့ကျွန်တော်ကဘလူပေးတာကန်းလာမှလည်းမစားဘူးတို့လို့လည်းမပြောလွတ်တော်လေးမှလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံရမှာအဲဇော်ဘုံရင်အဲဟိုကလွတ်တော်လေးမှဟိုကဖြစ်တဲ့အောင်ပဲဆွေးနွေးပါလို့ဘာလို့ဖြစ်တော့ပါလိမ့်သိရမလားအဲ့တော့ကျွန်တော်ကလွတ်တော်လေးမဝင်ဘူးကျွန်တော်လည်းစောက်ပါ တော်တော်ဝင်လို့မရဘူးသိရမလားဟုတ်အဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြားနေဟုံးမယ်ကောင်အပြားနေရောက်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကလွတ်တော်တွေရောက်ခါကြမှာလီးဆောက်ချိုးချိုးလာလားလို့ကျွန်တော်ပြောမှာမပုတုလေမပုတုလွတ်တော်တွေနေနေနေလွတ်တော်တွေဝင်တော့ငါလွတ်တော်တွေဝင်ကတော့ငါတို့တွေအားလုံးဝင်ရံခဲ့ရတာလွတ်တော်တွေရောက်ရင်ငါတို့နေစေကြီးကောင်လိုအပြိုင်စေကြီးကောင်လိုပြည်သူတွေလူလူတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာဆောက်ချိုးချိုးရတော့မတားမှာလေးသေးရင်းသွမ်းမှာလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင် အဲနည်းနည်းဥသွားတယ်ဘလို့လေရုတ်ကြသွားတယ်မဟုတ်ပါဘူးကျွန်တော်ပင်မနေတာပါကျွန်တော်ခီးထွက်နေလို့ဟိုကျွန်တော်လည်းအလုပ်တွေအများကြီးလုပ်နေရတာရှိတယ်ပေါ့နော်မအိုပါဘူးအပြင်မှာဆောင်ရွက်ချောတာဒဇင်ဦးကတော့မပြန်တော့ဘူးနဲ့ထင်တာပဲနော်ဟိုဒဇင်ဦးတော့မသိဘူးပြဒဇင်ဦးလည်းပြောအောင်မှာကျွန်တော်ညီမလေးပါပဲသူလည်းပြိုင်မလားပြိုင်လားတော့ကျွန်တော်လည်းမသိဘူးလေဒဇင်ဦးကငကိုလေးကပြောင်စုချက်ခိုင်ရင်းနဲ့ဖွင့်ပြိုးရေးကိုအရန်ချစ်ခဲ့တဲ့ကလေးမဆိုတော့ဟိုပြောင်စုချက်ခိုင်ရင်းနဲ့ဖွင့်ပြိုးရေးကဥက္ကရာကြီးဥခင်ကြီးတို့ အဲဝါနဲ့ဟိုဘိုဂျိုဘိုဂျိုဘိုဂျိုကြီးဘိုဂျိုမြဟိန်းတို့ ਨੇ ဒီပဲတက်ဆိုင်ပါတယ်ကျွန်တော်မသိပါဘူးเนาะအဲ့တော့ကြတော့ဒီနေရာလို့ဥသွားတာလေမင်းတို့ကောင်းနေရာเนาะအဲ့တော့ကြတော့လွတ်တော်တွေကိုဝင်မဲ့ကိုကျော်စိုးဦးကတော့ပြင်ဦးလေကနေလွတ်တော်တွေကိုဝင်မဲ့သဘောရှိတယ်ပြင်ဦးလေကညီကောင်မောင်မတွေကိုကျော်စိုးဦးကိုတတိပုဂ္ဂလအနေနဲ့မေးပေးဖို့တာအားလုံးအားထင်းထားကြတော့စိုးဘုံအင်းတို့ထောက်ခံပြီးအားပေးပြီဆိုရင်အဲ့ဒါပြည်သူတွေပဲအဲ့ဒါပြည်သူတွေပဲ ဲ့ဒါပြည်သူတော်တဲ့ဇော်ဘုံရင်ထောက်ခံပြီးဇော်ဘုံရင်တို့ဝင်းရံပြီဆိုရင်အဲ့ဒါပြည်သူတော်တဲ့အဲ့ဒီပြည်သူတော်လို့ဝင်းရံလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေလွတ်တော်လေးမှာစောက်ချိုးမပြေဘဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တပီစင်းတာကျွန်တော်ထိတ်ဆုံးရမယ်ဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်တယ်မဝင်ဘူးနော်ဆက်နေမင်းတို့ဘုံတွေဆက်တယောက်ဆက်လီးတော်မကင်ဘူးမင်းတို့တွေလူနောက်ချက်တွေဟလားရောက်ပါရောက်ပါချော်ဆိုးဦးလည်းရောက်ပါပူတူမလည်းရောက်ပါလွတ်တော်လေးကိုနော်ကြောက်မှာကြော်စိုးနဲ့ပုတ္တမကိုပေးဖို့ပေးရမှာချားပလိစီ ။နော်ကျော်စိုးဦးသက်က34နှစ်ပဲရှိသေးတယ်။35နှစ်ပေါ့။ပုထုမ29နှစ်30ပေါ့။လွတ်တော်တဲ့ဝင်မဲ့ချိန်မှာကျော်စိုးဦးသက်35နှစ်ကျော်ကျော်နဲ့ပုထုမသက်က30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်တွေရောက်သွားတာလေ။အဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချွေးမချန်နဲ့မကျွေးမချန်နဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူထုတွေကောင်းပါပဲ။မကောင်းရင်ကျွန်တော်လည်းဆဲမှာပဲ။နော်ဆဲမှာ။ဆဲမှာကျွန်တော်ကရောက်ကျော်စိုးဦးမင်းမင်းပါကျော်စိုးထိုးရတယ်ပြောပါမင်းငါလုံးမသာလွတ်တော်တွေဝင်တော့မင်းစောက် လစ်ဆောက်စကားပါပြောခဲ့တယ်အခုကျတော့မင်းပါလို့လေဒီချင်းတော့မလို့ဦးတယ်ပြောတာလည်းကြောက်လာမပြောနဲ့ဒီတို့ကြည့်အဲ့ဒါလို့ဒါဥပမာပြောတာကျွန်တော်လုံးဆိုင်လို့ဒုဒုပါတာမာလေးတော့လို့တော့ဒီတို့ကျွန်တော်ငါတို့မဲဆွေးခဲ့တာနင်တို့လွတ်တော်ထဲမှာဒီတို့လူလူတွေပြောဘာညာပေါ့အာဘယ်လောက်အားရှိမလဲအဲ့ဒါဥပမာကိုပြောပြတာလေဟုတ်လားအကူကြိုးစိုးနဲ့မပူတူနဲ့အတွက်အာမွေထားတော့လွတ်တော်လေးဝင်ရမယ်ကြိုးစိုးကတော့ချင်းတည်တယ်ပြင်းဦးလေးရနေပြိုင်ပါ ပြုံးတယ်နေပြိုင်မှာပြုံးတယ်နေပြိုင်ခိုင်းတာကြိုစိုးပြိုင်ကွာလို့ကြားလို့ဒီလေးလို့ကိုကြီးရှိရလို့တွေ့တာတွေ့လို့ပြုံးနေတက်နေတွေရောပြုံးနေရပြည်သူလူထုတွေရောနော်တိုင်းချစ်ပြည်ချစ်တဲ့လူတွေပေါ့တပုံအားပေးထောက်ခံတဲ့လူတွေတို့ခင်ဗျားတို့ပါခင်ဗျားတို့ပေးပေးမပေးပေးအကျိုးဆောက်လို့မဟုတ်ဘူးအေးပြုံးနေရတက်မတော်တိုင်းဝိုင်းနေနိုင်ငံကိုကောင်းစေခြင်းနဲ့လူနဲ့အေးစံစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုကတော့ကြိုစိုးပြိုင်တတိပုဂ္ဂလကြိုစိုးကိုမဲတဲ့အဲကျွန်တော်မဲစားဆွဲပြီမဲစားဆွဲပြီအဲ အဲ့အဲ့ဒါပေါ့နော်ကျွန်တော်လည်းအခုလိုမျိုးပေါ့နော်လာပြီးတော့တိုက်ခိုက်နေတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျားတို့တိုက်ခိုက်လေကျွန်တော်ကနာမည်ကြီးလေးပဲနော်နာမည်ကြီးလေးပဲအဲ့တော့ကျတော့ခင်ဗျားတို့ကြိုက်တဲ့လောက်တိုက်ခိုက်လိုက်ခင်ဗျားတို့ကျွန်တော်ကိုဖန်ခိုင်းတာတို့မဖန်ခိုင်းတာတို့သွားမပြောနဲ့ကျွန်တော်ကငငယ်တော့ဘူးကြီးလေပြုတ်ကျွန်တော်ချောင်းနေတာလောက်ကအလေးပြုတ်ခဲ့တဲ့လူကအခုလက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ဦးကြီးချုပ်နောက်ဆက်ကအစိုးရကြီးအကြီးဆုံးအကြီးအကဲကြီးကိုကျွန်တော်ကချောင်းနေတာတဲ့အလေးပြုတ်ခဲ့တာဖုံးကန်တော်တော်ကြီးတဲ့ ကျွန်တော်ပေါ့နော်ကျွန်တော်ဖုံးကတော်တော်ကြီးရဲ့လူပဲဟာတိုင်းပြည်အုပ်ချုပ်မင်းလုံးမဲ့လူကိုထုံးနှစ်သားတွေအလေးပြုခဲ့တဲ့ဇော်ဖုံးဟင်းပါလားဆိုပြီးအောင်မှာအဲအဲ့လိုဖြစ်တယ်ကျွန်တော်မနာလုံးဖြစ်ပါနဲ့နော်ကျွန်တော်ကဘယ်သူမှမတိုက်ခိုက်ဘူးတိုင်းမှုတွေလည်းတိုက်ခိုက်တိုက်ခိုက်စရာအကြောင်းလည်းမရှိဘူးဒါပေမဲ့အမြန်လမ်းဘော်ကိုတက်နေတာတော့လွန်တာပေါ့များတာပေါ့အမြန်လမ်းငကာရှိပြီလေ318မိုင်မှာ318မိုင်နှစ်ဖာလုံးနဲ့6ဖာလုံးမှာတခါအခု322မိုင်မှာအမြန်လမ်းရင်းမီကျွန်တော်မနေ့ကတော့နာမည်ပြောလို့ပြောတာဟိုမှာပန်ပန်ပန်ဆိုတော့အောင်မိုးကျော်လို့ပါလို့ ဟိုအားနေသတင်းမီဒီယာအားနေပြီးတော့မှလွတ်လာလို့ဥအောင်မင်းကကျွန်တော်ပြောပါတယ်မနေ့ကတော့တော့လည်းနိုင်လေးတလုံးလေးထည့်လိုက်ပါလို့ဦးမင်းရဦးမင်းရဟုတ်လူတွေကလည်းအမြင်လည်းရေမင်းရဲ့နာမည်ပဲပေါ့နော်ပြောတာလက်လက်၄မလက်မ၄မလို့ပဲခေါ်တော့တာပေါ့နော်အဲ့တော့အဲ့တော့ပေါ့နော်အမြင်လန်းကိုနှစ်ခါစဉ်တက်တယ်ဆိုတော့ဒီနှထိုးကြီးပြင်စီကဒီလောက်ထိဖြစ်နေတာကိုကျွန်တော်ကလဘခန့်အတိုင်းမူကြီးကိုကျွန်တော်ကပြောလိုက်တာလေအဲ့လဘခန့်အတိုင်းမူကြီးလည်းကစားတာမူပေးရင်လည်းပြေးလိုက်ပါ

အဲအဲ့ဒါဘာလို့အားနေချက်အားသာချက်တွေဆိုတာကတော့ဒါညစ်ကိုချီတော့သူတို့ကသူကြည့်လိုက်ပဲလေမဟုတ်လားမဟုတ်လားဟုတ်တယ်မလားအဲ့တော့ကြတော့ပြောပြောတင်ပြောတာကြတော့ပြောပါလေအဲ့ဒါယူဘာဘာတွေကျွန်တော်လာခြေဝင်ပြီးတော့ဘာလာရေးနေအောင်ကျွန်တော်တိုင်းမှုရက်တော့တယ်လည်းမပြောပါဘူးတိုင်းမှုသူကသူတိုင်းမှုလည်းရက်တော့မှာပေါ့တိုင်းမှုလည်းပါဆက်ပါတာပဲကျွန်တော်လည်းရက်တော့တာပဲလေဟုတ်တယ်စစ်သားကရက်ရက်တော့မှာပေါ့စစ်သားကရက်မတော့ပဲနေမလားအမျိုးမှမဟုတ်စစ်သားမှရက်တိုက်ရက်ကြိုက်တယ် ိုလန်လာလေတဲ့ကိုလန်ကလာခဲ့ပါလေကိုလာခဲ့ပါမယ်ကိုလန်လည်းတကားကမှလက်ဟိုဒီဘော23ကဒူးရာကန်ပူကြီးလာလက်အကျိုးတွေကျွေးတွေကသူတမီးကိုဟိုဟာဒီနမ်ဆန်ဘောနမ်ဆန်ဒီခေါ်လာပြီးတယ်တချို့လူတွေကကျေးဇူးမတင်ဘူးပြပြန်လန်ပြတယ်ဟဲ့လားအာဟိုကပြောတာကျွန်တော်အော်လို့တဲ့သူတို့အဖေတွေစုခံရတယ်တဲ့အော်ခိုင်းတော့သူတို့ပဲအော်ခိုင်းတာဟမ်ဘဲဥပြုတ်တလုံးနေတဲ့အရွက်ကိုလေအရင်နေပဲစားရပါလေဆိုပြီးတော့အရွက်ကိုရေလုံးမြုပ်စားရပါလေဆိုပြီးတော့ပြောပြလိုက်လို့ကိုတက်မလို့သားအောက်ချင်မိသားစုတွေဒုက္ခရောက်နေရအော်ပြလိုက်တာဟုတ် သူတို့အဖေစုခံရလို့ဆိုပေသူတို့អော်ခိုင်းလို့လည်းអော်ပေးရသေးတယ်အဲသူ့အဖေကိုလက်တွေပါလေခွဲစိတ်ပြီးတော့မှလှုပ်လဲလှုပ်ပေးလိုက်သေးတယ်အဲနောက်ဆုံးကျတော့ဇော်ဘုံယုံခေါ်လာပါနဲ့တဲ့ဇော်ဘုံယုံခေါ်လာလို့ရှိရင်ねငါတို့တမျိုးထင်မာတို့ဖြစ်မာတို့អော်စစ်တပ်မှာလည်းအဲ့လိုလူရရှိသေးတယ်អော်ဇော်ဘုံယုံမင်းကနေရာတကာကိုလူသားဆန်ကျင်တဲ့កောင်းလို့အဲ့ဒါလူသားဆန်ကျင်တဲ့កောင်းခွေးခွေးစိတ်ပေါက်တဲ့လူတွေကတွေ့တော့လူရမဝင်လို့ခွေးရမဝင်ဘူးပေါ့ဗျာလူကလူလိုနေရာမှာနေပြီးတော့အဲ့မှာလည်းရှိတယ်ဒီဘုံ23ကဒူးရကန်းတို့သူသမီးကပြင်ဦးလွင်ကနော်အာသူကတော့စစ်သားတွေကိုလူမလို့တယောက်ကို9000လုံးနဲ့ ကိုနေကဗဒုတက်နေမှာလူတာကကျွန်တော်ကစင်းရင်အတိအကျမသိလိုက်ဘူးအာ4000လုံးနဲ့58ခုကိုကျွန်တော်လူတယ်အင်းကြီးအထက်40အစ်တတွေလူခဲ့တယ်သွားလိုက်စီသွားလိုက်တန်းစောင်းလေးကျွန်တော်လူခဲ့တယ်အပြီးတော့ချင်းဟိုအနှွေးတဲ့လေးတွေဘာလေးတွေပေါ့နော်ဟိုတက်တက်ရဲ့အနှွေးတဲ့လေးတွေပေါ့အဲ့လိုဘာလေးတွေကျွန်တော်ပြီးခဲ့တယ်4000ကို58ရောင်းနဲ့တွက်ကြည့်လိုက်ပေါ့မဟုတ်ဘူးလား၄၅၄၀၄၇၄၈၂၂သိန်းထဲမှာ၈000เนาะအဲ့မှာ